စကိုင်းဒေးလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံအင်ချာမြေဝန်ဆောင်မှုအသင်းဘဟုမှ Personal Development Empowerment Program PDEP တင်နန်းဖွင့်လှစ်တင်ကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအင်ချာမြေဝန်ဆောင်မှု အသင်းဘဟုမှဥက္ကဋ္ဌဒေါ်မမှုအောင်ရဲ့ဦးဆောင်လဲညွှန်မှုနဲ့အတူ Personal Development Empowerment PDEP တင်နန်းကို ဒီကနေ့22ရက်နနက်8:00နာရီကရွှေကုန်းတိုင်းရှိဟိုတယ် KBA မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမဦးစွာမြန်မာနိုင်ငံအင်တာနက်ဝန်ဆောင်မှုအသင်းဗဟိုမှာဥက္ကဋ္ဌတော်မူမူအောင်ကအဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနေတဲ့အသင်းသူအသင်းသားတွေကကျမတို့က ဒီအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုတည်ဖို့အတွက်တော့ရှစ်ပါတော့တင်နန်းလည်းတက်ပေးတယ်။ငွေကြေးခဝါချတင်နန်းကိုလည်းကျမတို့ဖွင့်ပေးတယ်။လာမယ့်9ရက်နေ့နဲ့6ရက်နေ့မှာကျမတို့ဖွင့်လင်မှာတင်နန်းဖွင့်လင်မှာဖြစ်ပါတယ်။အဲ့တော့ဒီတင်နန်းကတော့ကျမတို့အကျိုးဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်နော်အကျိုးဆောင်နေရာဘယ်လိုလုပ်မလဲဆိုမျက်နှာစုဖို့ပုတ်ကြီးနေနဲ့တောင်းနေလို့ရှိရင်ဝယ်သူကလာချင်မလား။လာချင်ဘူးနော်။အင်းစကားလေးနည်းနည်းပဲပြောနေတယ်အဆင်ပြေဘူးဆိုရင်လာချင်မလားမလာချင်ဘူးအဲ့တော့ ကျမရဲ့လှုပ်တဲ့တောက်လျှောက်မှာကျမဆိုရင်အင်ဂျင်နီလှုပ်တာနှစ်30ရှိပါပြီပညာသင်လို့မကုန်သေးပါဘူးခဏအထိကိုသင်နေတော့မှပဲသင်ယူသေးပါပဲကျမတဲ့ငငယ်ကြီးကြီးအားလုံးကသင်စရာမြင်စရာတွေအားလုံးဖြစ်တယ်အဲ့လာကြောင့်မလို့ကျမကဒီလိုသင်တန်းမျိုးတွေကို marketing သင်တန်းမျိုးတွေကိုကျမတို့အသိအနေပြီးတော့မှဖွင့်ပေးရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့အကျိုးဆောင်တောင်တယောက်ဖြစ်ဖို့ပါ မြန်မာနိုင်ငံအင်ချမ်းပြည်ဝန်ဆောင်မှုအတင်းဘဟုအထွေထွေအတွင်ရေးမှူးချုပ်ဦးမောင်အေးကကျေးဇူးတင်အမစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့တင်နန်းနီးပြဒေါက်တာဟိန်းထွတ်ကတင်နန်းဖွင့်လှစ်တင်ကြားရတဲ့အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီးတင်နန်းနဲ့ပတ်သက်တဲ့သင်ခန်းစာများကိုတင်ကြားပို့ချခဲ့ပါတယ်။မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မိုးမိုးအောင်ဦးဆောင်ပြီး အိမ်ချမ်းမြေအသိပညာပေးအခမဲ့တင်နန်းငွေကြေးခဝါချတင်နန်းတွေကိုဖွင့်လှစ်တင် जा ပေးရတာတင်နန်းသားတင်နန်းသူများအနေနဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတရရှိစေဖို့အိမ်ချမ်းမြေလုပ်ငန်းအယောင်အဝယ်ပြုလုပ်ရမှာအယောင်မအဝယ်မမဖြစ်စေဖို့မြေယာကိစ္စနဲ့ပတ်သက်တဲ့စာရွက်စာတမ်းများစတာတွေကို သိရှိစေဖို့အပြင် ငွေကြေးခဝါချနှင့်ပတ်သက်ပြီးဥပဒေနည်းဥပဒေများအကြောင်းအရာတွေကိုသိရှိစေဖို့ရည်ရွယ်ပြီးတင်နန်းတွေကိုဖွင့်လှစ်တင် जा ပေးရတာဖြစ်သလိုအတင်းသူအတင်းသားများအနေနဲ့တဦးနဲ့တဦးပြောဆိုဆက်ဆံရေးကောင်းမွန်စေဖို့ကစတမာနဲ့ပြောဆိုရမှာစကားပြောပြပြစေဖို့အချင်းချင်းလေးစားမှုရှိစေဖို့စတာတွေကိုရည်ရွယ်ပြီး Personal Development Empowerment Program PDEP တင်နန်းတွေကိုဖွင့်လှစ်တင် जा ပေးရတာဖြစ်တယ်လို့သိရပါဗျာ ဒီကနေ့ဖွင့်လှစ်တင်ကြားခဲ့တဲ့ Personal Development Empowerment Program PDEP သင်တန်းကိုမြန်မာနိုင်ငံအင်တာမြေဝန်ဆောင်မှုအသင်းဘ ਹੁ မဥက္ကဋ္ဌဒေါ်မိုးမိုးအောင်နဲ့အထွေထွေအတင်းရမှုချုပ်ဦးမောင်အေးဘ ਹੁ အလုံးမှုဆောင်များအလုံးမှုဆောင်များနဲ့အသင်းသူအသင်းသားများတက်ရောက်ခဲ့တယ်လို့သိရပါဗျာ။